ရီယယ်မရစ်တင်းနဲ့ဆွေးနွေးဖို့အစီအစဉ်ဖြစ်နေတဲ့ဂျာကင်ကလော့လီဗာပူးနီးပြဟောင်းကြီးဂျာကင်ကလော့ဟာရီယယ်မရစ်တင်းကိုအသင်းနီးပြဖြစ်တာဝန်ယူဖို့အစီအစဉ်ဖြစ်နေပြီးလက်ရှိရီယယ်နီးပြကြီးကာလော့အန်ဆယ်လော်တီကအေဗီလာကုံမာပဲအသင်းကနေထွက်ခွာရဖို့ရှိတယ်လို့သတင်းတွေထွက်ပေါ်နေပါတယ် ကလောကလေဘာဘူးကိုကိုနှစ်တာဒီကာလရှိတာတာဝန်ယူကန်ွယ်ခဲ့ပြီးနောက်ပြီးခဲ့တဲ့ရာသီကုန်မှာပဲလေဘာဘူးနဲ့လမ်းခွဲခဲ့ပြီးအခုဆိုရင်ရပူးရဲ့ကဘာလုံးဆိုင်ရာဘောလုံးအကြီးကဲဖြစ်ခန့်အပ်ခြင်းခံခဲ့ရပါတယ်။ဒါပေမဲ့ဒီရတို့ကတင်းတင်းမပြည့်ဒေးကင်မှာပဲကလောကမပြောမရှင်းဖြစ်နေပြီးစပိန်သတင်းဌာန UOL Esports ရဲ့ဖော်ပြချက်အရ Riyadin နဲ့ဆွေးနွေးဖို့လမ်းဖွင့်ထားပြီးဇူလိုင်လမှာနီးပြအလုပ်ကိုစတင်လုပ်ကင်သွားဖို့ဆင်နင်းရှိနေပါတယ်။အခုချိန်မှာ Ancelotti ရ Real Madrid နဲ့ဒုတိယကြိမ်လမ်းခွဲရဖို့လည်းရှိနေပါတယ်။ Sky Sports ရဲ့ဖော်ပြချက်အရ Italy လူမျိုးနီးပြကြီးဟာလာမယ့် AB 26ရက်နေ့မှာ Barcelona တင်းနဲ့ Copa del Rey Final ပွဲစဉ်ပြီးမှာ ရီယယ်ကနေထွက်ခွာသွားရနိုင်ပါတယ်။ရီယယ်ကချန်ပီယံလိမှာလည်း quarter final မှာ Arsenal ကိုအိမ်ဝင်ရောင်းဝဲခွင်းမှာရှုံးနေခဲ့ပြီးနှစ်ကျော်ပေါင်းရလ5ဂိုးတကူနဲ့ပြိုင်ပွဲကနေထွက်ခွာခဲ့ရပါတယ်။ Ancelotti က2021ခုနှစ်နွေရာသီမှာရီယယ်ကိုပြန်လည်ရောက်ရှိလာခဲ့ပြီးဒုတိယကြိမ်တာဝန်ယူမှုမှာ plus 7လုံးထိရရှိခဲ့ပါတယ်။အဲ့ဒီထဲမှာ La Liga plus 2ကြိမ်၊ Champions League plus 2ကြိမ်နဲ့ကလပ်ကမ္ဘာ plus 2ကြိမ်နဲ့ပါဝင်ခဲ့ပါတယ်။အခုတော့ Ancelotti က Real Madrid ကနေနောက်တစ်ကြိမ်ထွက်ခွာရဖို့အခြေအနေများနေပြီးသူ့နေရာမှာ club ကိုခန်းအပ်ဖို့အလားအလာကဘာနေပြူးမှာတာဝန်ရှိသူတွေကိုစိတ်လုံရှားစေပါတယ်။ Real တရာဥက္ကဋ္ဌ Florentino Pirlo က ဆွဲဆောင်မှုရှိတဲ့နီးပြကြီးဂလော့ကိုအတင်းနီးပြဖြင့်ခန့်အပ်သွားနိုင်ဖို့အတွက်အစွမ်းကုန်ကြိုးစားမယ်လို့ဆိုပါတယ်။ရီးယဲဟာဒါမန်လူမျိုးဘောလုံးနီးပြဂလော့ကိုလွန်ခဲ့တဲ့နှစ်အနည်းငယ်ကလည်းနီးပြလောင်းဖြစ်စဉ်းစားခဲ့ဖို့ပဲမယ်။အဲ့ဒီအချိန်တုန်းကပီရော့ကဂလော့တက်တခြားနီးပြတွေကိုသာဦးစားပေးရွေးချယ်ခဲ့တာပဲဖြစ်ပါတယ်။ဒီမှာကျွန်တော်တို့ကတော့အမှားကိုချပြတဲ့